အခုတင်ဆက်ပေးမယ့်သတင်းကတော့ဒကြံကာလအတွင်းပြည်တွင်းရေးကြောင်းကရေရင်ခရီးစဉ်တချို့ကိုယာယီရန်နာထားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြည်တွင်းရေးကြောင်းပို့ဆောင်ရေးမြဝကျုံမထာနာခွဲကနေပြည့်စွဲပေးလျက်ရှိတဲ့ရေရင်ခရီးစဉ်တချို့ကိုဒကြံကာလအတွင်းမှာယာယီရန်နာထားမှာဖြစ်တယ်လို့ခောက်တို့ပြည့်စွဲနေတဲ့ကတို့ခရီးစဉ်တွေကိုလည်းခောက်ရီလျှော့ချပြည့်စွဲသွားမှာဖြစ်တယ်လို့အဆိုပါဌာနမှလက်ထောက်မန်နေဂျာကိုဇော်တက်အောင်ရဲ့ပြောကြားချက်အရသိရပါတယ်။ရင်ရင်ခရီးစဉ်ရက်နာမှုကိုကြံအကျိုးလေးကနေကြံအတက်နေ့အထိယာယီရနာထားမှာဖြစ်ပါတယ်။ ဒီလိုရန်နာထားရမှာရန်ကုန်ဖျာပုံရန်ကုန်မော်ကျွန်းရန်ကုန်ပသိမ်းရန်ကုန်ကျုံမငေးရန်ကုန်မြောင်းမြရန်ကုန်လက်ပွတ်တာရန်ကုန်ဘိုကလေးရန်ကုန်ကျွန်းကုန်း ဟင်းဒရဖြာပုံရန်ကုန်ပြည်ခီးစဉ်တို့ဖြစ်ပါတယ်။အဲ့ဒီလိုရန်နာမှုကို AB လ73ရက်နေ့မှာစတင်ရန်နာပြီးနှစ်ဆက်နှစ်ရက်နေ့နောက်ပိုင်းမှာရခင်အတိုင်းပြန်လည်ပြေးဆွဲမှာဖြစ်ပါတယ်။ကရုခီးစဉ်လမ်းကြောင်းမှာပန်းဆိုရန်ဒလရင်လိုင်းကိုရခင်ခောက်ရီ46ခောက်ပြေးဆွဲရာကနေခောက်ရီ20သာပြေးဆွဲမှာဖြစ်ပြီးတော့ရန်ကုန်ခနောင်တိုပြေးဆွဲမှုကိုတော့9ခောက်အထိရှော့ချပြေးဆွဲမှာဖြစ်ပါတယ်။ဒါအပြင်ရန်ကုန်စပါချောင်းဝါရန်ဒလကရုရီရင်တွေကိုလည်း ခောက်ရီလျှော့ချပြေးဆွဲမှာဖြစ်ပါတယ်။ဝါဒန်းစိတ်ကြီးနဲ့လှိုင်းသားရခီးစဉ်ကိုတော့ယာယီရနာထားမှာဖြစ်ပါတယ်။ဒါအပြင်မြို့ဝကျွန်းပေါ်ဌာနခွဲရဲ့လက်မှတ်ရောင်းချမှုကိုတကြံအထူးအစီအစဉ်အနေနဲ့ AB လ9ရက်နေ့ကနေ13ရက်နေ့အထိကိုနနက်9နာရီကနေညနေ6နာရီအထိရေရင်လက်မှတ်ရောင်းဂိတ်တွေမှာသာမကပဲရေရင်ပေါ်အထိပါဓာတ်ရိုက်ရောင်းချပေးမှာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်ရတာဟာမှောင်ကိုလက်မှတ်များရောင်းချခြင်းကနေကင်းဝေးစေဖို့ဖြစ်တယ်လို့သိရပါပါရှင်။ ျွန်တော်ရဲ့ဥရောပနဲ့အမေရိကကိစ္စမှာအတင်းတောက်သုံးနိုင်တဲ့ယောဂတ်ကိုလူကျက်ရမ်းများတာတွေ့ရပါတယ်။ဒါကသာကောင်းလို့လူရမ်းရတောက်ပြီးတောက်ချင်ရတယ်။ Let's meal ယောဂတ်မှာလက်ဆက်တဲ့နွားလို့သီးနှံလေးပါဝင်လို့တမ်းပါစေဝမ်းပြတနာလေးကျင်းပါမယ်။အရှိတောင်အာရှရင်ကောင်းဆုံးနံပါတ်1 Dash meal ယောဂတ်